ရင်ပြည်နယ်မြောက်ရီမြို့ရှိစစ်ကောင်စီရဲ့မော်ခီတပ်စခန်းနဲ့ဘရင်အောင်တပ်စခန်းတွေကို KNL ပူးပေါင်းတပ်ကဇက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ KNL ပူးပေါင်းတပ်ဟာဒီနေ့မေလ30ရက်နေ့မနက်4နာရီလောက်မှာတပ်မဟာချောင်းနေမြေကစစ်ကောင်စီရဲ့ဘရင်အောင်တပ်စခန်းကုန်းနဲ့မနက်7နာရီလောက်မှာမော်ခီစခန်းတွေကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့စီးရီးသတင်းမျက်မျက်စီကသိရပါဗျ။ဘရင်အောင်တပ်စခန်းဟာနေဆက်ရှိရှေရန်ကောင်ကင်စခန်းတစ်ခုဖြစ်ပြီး ဝေါ်လီဗျူဟာစခန်းအနီးရှိကပူပေါင်းတပ်တွေတိုက်ခိုက်ချိန်မှာစစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတာကြောင့်နိုင်ပိုင်းတွင်သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါဗျ။ထိုင်းဖန်ကန်နဲ့ဝေါ်လီချားမှာရှိတဲ့တပ်စခန်းမှာဝေါ်လီတို့ကနဲလီတို့လိုတပ်စခန်းကြီးတော့မဟုတ်ဘူးရှေရန်ကာကင်စခန်းဘရင်အောင်တက်စကန်ကရောမော်ကီးစကန်ကကောင်တွေရောထိုင်းဘက်ကိုထွက်ပြေးသွားတယ်လို့စီရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်အဆိုပါဘရင်အောင်စကန်ဟာပင်လယ်ရင်မျက်နှာပြင်အထက် ေ4160ကျော်မှာတည်ရှိပြီးအမြင့်ဆုံးတောင်ကုန်းဖြစ်ကတော်လိုင်းပူပေါင်းတက်တွေအကြိမ်ကြိမ်တိုက်ယူခဲ့ပေမဲ့ရရှိခြင်းမရှိဘူးလို့ဆိုပါတယ်။ဒါ့အပြင်အခုသိမ်းပိုက်နိုင်ခဲ့တဲ့မော်ခီတက်စကန်ဟာပြီးခဲ့တဲ့2022ခုနှစ်မတ်လအတွင်းပထမကြိမ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်စစ်ကောင်စီကပြန်လည်သိမ်းယူခဲ့ရာဒီနေ့မှ KNL ပူပေါင်းတက်တွေကပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ23ရက်နေ့က Bladdo's Khan နဲ့ 28ရက်နေ့မှာလဲကနဲလေးစခန်းတွေကို KNL ပူပေါင်းတပ်ဖွဲ့ကတင်ပိုက်ခဲ့လို့လက်နက်ခင်းရအမြောင်များတင်စီနိုင်ခဲ့တယ်လို့သိရပါတယ်။အခုမေလနောက်ဆုံးပတ်မှာမြောက်ရီမြို့နယ်အတွင်းထိုင်းမြန်မာနယ်စပ်နီးရှိစစ်ကောင်စီရဲ့တပ်စခန်းတွေ ဖြစ်တဲ့ Bladdo, Mokhee, ဘရင်အောင်စခန်းကုန်းကနဲလေးနဲ့ရွှေအေးမြိုင်တပ်စခန်းတွေကို KNL ပူပေါင်းတပ်ကဇက်တိုက်တင်ပိုက်နိုင်ခဲ့ပါတယ်။